ဒီကူကာမှာပဲဆက်ကောက်စီအသက်တန်ကာမှာကျွန်တော်ပြောပြမယ်တဆင့်ချင်းတော့အနောက်ဖက်ချမ်းတစ်ခုလုံးကိုပိတ်ဆို့သိစေနိုင်တဲ့မဟာဗျူဟာမြောက်လမ်းကြောင်းတစ်ခုကိုဖွင့်ထားပြီးတော့အဲ့ဒီနိုင်ရကန်ဗျူဟာအဓိကပဲအရှိမဗဒန်းလားမသိဘူးရှိတယ်ဟုတ်တယ်မဟုတ်လားဗဒန်းဟုတ်တယ်ဗဒန်းရှိတယ်အဲ့ရှိမကာပါဆာတွေပုံနေပြီလေဒီတော့ဆက်ပြီးတော့ဖိအားပေးရင်အများကြီးထိမှာအဲ့လိုမျိုးနိုင်ရကန်ပပလက်မှာနော်စကန်းသေးသေးလေးလေးအားလုံးပဲမင်္ဂလာပါဗျာ ကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်းစဉ်တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည် တတိယကျွန်တော်တို့ပြောရင်တော်လန်ရေးဆွဲချတယ်ကျွန်တော်တို့မပြောဘဲနဲ့ထားထားလိုက်တော့လဲသူတို့တင်တာဟုတ်လားဆိုမဟုတ်ဘူးနော်ဟိုတော်တော်ဆူဆူကြီးပါဗျကျွန်တော်ညင်းနေပြဿနာရှာနေတာလည်းမဟုတ်ဒါပေမဲ့ပြည်သူတွေကိုဘာတွေများရေလိုက်လွှဲအောင်လုပ်နေလဲမသိဘူးဘာမှမပြောဘူးတော်လန်ရေးကိုဆွဲချတဲ့ပုံစံမဖြစ်အောင်မပြောဘူးသူတို့ဘက်ကတင်တဲ့တတိယခိုင်ပါလားဆိုတော့မခိုင်ပါဘူးကျွန်တော်ဒီနေ့တင်တဲ့ဗီဒီယိုမှာဖြစ်ပြနေတယ် အခြေအနေတခုပြောတယ်အတိပြုနေတယ်နော်အသက်သာအတိပြုနေတယ်ဒါပေမဲ့အဲ့လိုမျိုးနော်ပြည်သူတွေပေါ်မှာအကျန်းဖက်တဲ့လောက်ရည်အများကြီးရှိတယ်လေလက်မခံဘူးစစ်တပ်စစ်တပ်ဘက်ကကြီးပဲလည်းမဟုတ်ဘူးပြီးတော့အဲ့ဒါလေးအပြစ်ထားလိုက်ပါဦးတော်လိုက်ဘက်ကနေကပြန် share လိုက်တဲ့ဥစ္စာကအားလုံးကတော်လိုက်ကိုဆွဲချတယ်ဆိုလှုပ်လိုက်တာလည်းမာရောတကယ်တော်လိုက်ကိုဆွဲချတာမဟုတ်ဘူးနော်စစ်တပ်ဘက်ကဆော့ဆွဲခဲ့တဲ့ရှိရတောင်မှပဲပြန်ဖြည့်ရှင်းရတာ ဘာဖြစ်လို့လဲဆိုရင်ကိုဖက်ကခိုင်မာကြောင်းပြဖို့စစ်တပ်ဖက်ကဥစ္စာမ share နဲ့ဆိုတော့မသိတော့ဘူးကြားနေတာပဲ line ပေါ်မှာကအင်တာနက်သတင်းမီဒီယာကိုစစ်တပ်ကလွှမ်းမိုးထားတယ်လေကိုဖက်ကခိုင်မာရင်ပြန်ရှင်းပေါ်ပြီးနေတာပဲပြီးတော့အချက်လက်ခိုင်မာမှုအတီးပြူတာဝန်ယူရတဲ့ကျွန်တော်ကမသိချင်မသိချဘူးသိချင်သိချတယ်ပဲပြောတာလေဒါပေမဲ့တစ်ဖက်လူလည်းတပြောစရာတိုက်ခိုက်စရာမရှိဘူးဒါပေမဲ့တချို့လူတွေကသူတို့ကသူတို့ပြောဆိုပြီးတော့တခြားလူကြတော့တော်လာကြီးကိုဆွဲချတယ်ဆိုပြီးတော့ဇော်ပြောနေရော ဲ့ခါကျတော့အချက်လက်ပါလားဆိုတော့မပါဘူးအဲ့လိုပြတော်တော်ဆိုးဆိုးကြီးအဲ့ဒါလေတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်တော်တော်လေးရေလိုက်လွဲခဲ့ပြီလေအခုနိုင်ရိတ်ခဲ့ရပြီဆိုတင်ထားတဲ့လူတွေအများကြီးပဲတချို့ဆိုဆတ်တကြောင်တဲ့နဲ့ကိုတင်ထားတယ်မဟုတ်လားနိုင်ရိတ်ကမတိုက်ဘူးပြန်ဆုတ်သွားပြီရောဘာလုံးမလဲဘာကြောက်တိုက်လဲဆိုတာလည်းမသိဘူးသူတို့နိုင်ရိတ်ကပြီးကာပါစာတေချာပေါက်လာမယ်လို့အေအေကပြောထားလို့လားပြောထားရင်လည်းသူတို့အလုပ်သူတို့လုံးနေပါစေလေဘာလို့အသက်တန်လိုက်ပြီးတော့ ဘာအကြီးပဲချက်လဲတဲမေးချင်နေတာအဲ့ဒါ motivation မှမဟုတ်တာနိုင်ကြီးကရပြီဆိုသွားပြောရင်ဘုံသွားချဲမှာပေါ့စစ်တက်ကရိုးရိုးလေးပဲတွေးပါဦးဒါခလေးအတွေးပေါ့ဗျာဒါတည်းကကျွန်တော်နဲ့မဆိုင်တဲ့ဟာဒါပေမဲ့ကျွန်တော်ပြောတာကတချို့ကနိုင်ကြီးကရပြီကပ္ပစားတော့ရောက်တော့မယ် BBM ပါနိုင်ရီကန်ကတခွန်းနဲ့ပြောရင်မင်းတို့ဗမာတွေစောက်လုံလောက်ကြဟေးဆိုပြီးတော့အချက်ပြတဲ့တည်င်းမဟုတ်လား အဓိကဆောက်ချက်ယူတိုက်ပြီးတော့နော်ပတိမွေရောလမ်းကြောင်းပေးနှောင်းမှာအဓိကဝင်လာဖို့လမ်းကြောင်းငါတို့လှုပ်လို့ရတယ်မင်းတို့မင်းတို့ဗမာတွေဆောက်လှုပ်လှုပ်ကြဟဲ့ဆိုပြီးអော်တဲ့တည်င်းလေတိုက်ပြတော့လေငါတို့လှုပ်လို့ရတယ်မင်းတို့ဆောက်လှုပ်မလှုပ်ရင်ငါတို့လှုပ်လို့မရဘူးဒါအောင်ကြတော့မကြည့်ဘူးဘာတွေဇွတ်လှုပ်နေတယ်မသိဘူးကျွန်တော်ပြောတာမားနေလားတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ကြောင်မဲတီပေါ်မြင်းခွာဘူးဟာ AA တို့ရဲ့ 3PHA 10029ရဲ့အစိတ်ဘိုက်တစ်ခုလို့လဲပြောလို့ရတာပဲဒါဒုတိယအစိတ် တက်တွေးတာထပ်ပြီးတော့တွေးလို့ရသေးတယ်ဒါတွေမတွေးဘဲနဲ့အဲ့ဒါတွေကတော်တော်လွယ်လွယ်အိမ်တော့ဘာတွေမှမသိဘူးနိုင်ရကဘေးနားမှာပတ်ပတ်လိုက်စခန်းကုန်းတွေအများကြီးရှိတယ်လေပြီးတော့နိုင်ရကရဝိုင်းရင်ဘာဖြစ်မလဲကျွန်တော်ပြောသလိုအပေါ့ကြီးအမ်ဘဒန်လမ်းကြောင်းဝင်မဲ့အဓိကခံတတ်ရည်လေးဗျာအဲ့ဒါတွေကိုပြည်သူတွေသိအောင်နားလည်အောင်ရှင်းပြတာမဟုတ်ဘူးနိုင်ရကရပြီအဲ့တော့ဘာလုပ်ရမှာလဲပြောဘာလုပ်ရမှာလဲကျွန်တော်မေးတာ အဲ့လိုမျိုးပြောလာခဲ့လို့ပြည်သူတွေလည်းဘာမှမသိဘူးအေးကျေးဇူးတင်တယ်လက်ဖက်တော့ပဲ no no လက်ဖက်တစ်ခွက်ကြည်လိုက်အားရစီရပဲဘာတွေမှလည်းမသိဘူးတိလားဆိုတော့လည်းမသိဘူးကျွန်တော်လည်းမသိဘူးကျွန်တော်လည်းအဲ့ဒီအမိုက်ပုတ်သွားရင်ခေါင်းမူပြီးပြက်ပြက်လာတာ၃၄၅ရက်ရှိပြီတကယ်ပေါက်ခွက်တယ်ဘာတွေမှလည်းမသိဘူးကိုကပြောပြလို့လည်းများတော့ဘူးအဖြေကအဲ့ဒါလားမဟုတ်မဟုတ်တာတကယ်ပြောတာစိတ်ထဲမှာအော်ဘော်လူတွေများတော့တောက်ပြီးတော့ဘလို့ကျွန်တော်ပြောပြမယ် ရခိုင်ပြည်နယ်တခုလုံးကိုနော်လောကအပိစက်နီနီတိုက်ထားတဲ့အေအေကနိုင်ရကန်ကိုနော်မကွေးတိုက်တဲ့နိုင်ရကန်လိုတောင်ကုန်းလေးတခုကိုဘာဖြစ်လို့အသေးလဲတိုက်နေရလဲဆိုတော့နောက်ကွယ်ကအကြောင်းရင်းကိုရှင်းပြလေစစ်ကောင်စီဘာဖြစ်လို့အသေးလဲခုခန့်နေလဲအဲ့တော့ပြီးတော့ဒီဖက်ကတိုက်နေရတဲ့ဘယ်ဖက်မှာစစ်အတန်နေကြားနေရသေးလဲစစ်တွေမှာပြစ်ခတ်မှုဖြစ်တယ်ပဲခူးမှာတိုက်တယ်ဘာလုပ်နေလဲအင်အားချွေနေတာပဲလေ စစ်ကောက်စီအင်အားကိုခြွေတဲ့ဥစ္စာကအေအေတို့အတွက်ပို့ပြီးတော့စဉ်းစားချက်မြင့်တယ်ဘကုတမ်းမဘကုမလည်းစခန်းဝင်တိုင်းနေတာပဲအဲ့ဘက်ကပို့တာမှမိုက်သေးတယ်လက်ရည်ကန်တဲ့ဆိုင်အဲ့မှာထပ်ပြောလို့ရသေးတယ်ကျွန်တော်အများကြီးပဲစေရေးတည်င်းတွေကိုကျွန်တော်တကယ်မပြောချင်လို့သားပဲအသေးစိတ်မပြောချင်လို့စေရေးတိုက်နေတာဥစ္စာကခင်ဗျားတို့ဘာနဲ့ကြည့်တယ်ဆိုရင်အေအေတို့စံထားနဲ့ကြည့်နော်ပြီးရင် ရန်သူရဲ့အခြေအနေနဲ့ကြည့်ခင်ဗျားတို့လူချင်းတဲ့အတိုင်းပဲကားပါဆောက်တက်ရမယ်ဆိုပြီးကြည့်နေမှာတော့သွားမှန်မလားတရင်ကတကယ်စောက်တလဲဒီကဲပါရီမန်စီအဲ့ဒီအမိုက်ပုတ်ဆိုရေးလိုက်လို့လေကျတော့ Facebook account ဝမ်းနေထိပြန်ရော Facebook ဘာတမျိုးအမိုက်ပုတ်ဆိုရေးလို့သူ့ကိုပြောပါလားဆိုအာမဟုတ်ဘူးဒါနားလည်းမူလွယ်တာဆိုပြန်တောင်းပန်လိုက်မှဟိုစိတ်ဆိုးပြေသွားတယ်ဇူကာဘက်လည်းပဲနေမိမယ်သူကျတော့လက်နဲ့တော့ ကျွန်တော်ဝမ်းနေပို့ပို့လာတယ်ဟာဝမ်းနေထိပြီပေါ့ဘာလဲကြည့်လိုက်တော့အမိုက်ပုံဆိုပြောလို့သူ့ကိုပြောထားတယ်မဟုတ်ပဲနဲ့တကယ်သူ့ပဲပြောတာ SCA လား SCA ကဘယ်သူကဂယူဆိုင်လို့လဲမေးဆိုင်ပါဘူးဒါပေမဲ့ဂယူဆိုင်တဲ့လူတွေကဒုက္ခကြိုင်တဲ့လူတွေလေခါကုန်းနေပြီလေသူကသူဂယူဆိုင်တာဆိုင်ပါစေပေါ့ဟုတ်လားကျွန်တော်ကြည့်တာ owner ကျိုးကန်းဖြစ်ခနီးလူတွေကတော့ပါရဲ့ အဲ့လိုလူတွေပဲတက်တာပဲတွေ့တာပဲတုတ်ကြီးတုတ်ကြီး sorry ပြောတော့ဟုတ်လို့လား Facebook မှာဘယ်သူတက်လို့လဲပြသားမအောင်တတ်တတ်မမကျွန်တော်လိုမျိုးချောချောလလတတ်တတ်ပါပြ SCA ပြောတာပါ SCA မှာဘယ်သူတက်လို့လဲကြည့်လိုက်ရင်ဟိုးမှာစိတ်စိတ်ဆိုးလို့စလိုက်နောက်လိုက်အာယုံနောက်လိုက်ပြောနေတာပါတကယ် တကယ်တောက်ချစ်တောက်ချစ်လူတွေတက်ကြတာလေဥခွန်ဥကနဲ့အဖူးမူတူစေဖို့တော့မှာပဲတရားနဲ့တရားလက်ချင်းတွဲထားရတယ်လက်ချာမှာကြောက်လို့ဆော့ကားရမပေါ့ဦးအသက်ကြီးတော့လည်းဒါသူတို့ပြောစားဆိုစားဖြစ်မှာပေါ့သိရမလားဒါကျွန်တော်တို့ဟိုတပိအောက်ကိုပြပုံမှာအခါကြီးတောက်တဲ့ဝိုင်းလောက်ပဲတတ်မှတ်တယ်ကျွန်တော်အာယုတဲမတဲဘူးတော့တော့ကြည့်တော့ကြည့်နေကျွန်တော်လိုမျိုးချောချောလာလာတတဖျောက်ဖျောက်လေးဆိုတော့သိတယ်။တော့ကြည့်လို့ စော်ကားတာတော့မဟုတ်ပါဘူးထင်ချင်လဲထင်ပေါ့ဗျာမတန်းနိုင်ဘူးဟုတ်လို့မဟုတ်လားအိုအိုနေပြီလေတုတ်ချီတုတ်ချီတလန်းချီတလန်းချီဝင်လာတယ်အိုးတူတူပဲဟိုဘက်ကရောဒီဘက်ကရောအိုချီတုတ်ချီဒီဘက်မြင်တဲ့အတိုင်းပြောတော့ပါ SCA ပွဲကိုမြင်တဲ့အတိုင်းပြောတော့ပါ မဟုတ်လားမားနေလို့လားမမားပါဘူးနော်သူတို့လောက်လဲငယ်ငယ် ငငယ်ရွယ်ရွယ်အရှိကိုတွားပြီးတော့တွက်တက်ခိုင်းတော့လည်းမဟုတ်လေသူတို့ပဲပေါအောင်မယ်ဆိုတော့သူတို့ပေါနေကြလာပြီးတော့ owner ကျိုးကန်းခနိအဲ sorry ဘိုးဘွားရိတ်တာစကားဝိုင်းလို့ဖြစ်နေတယ်ဘာမထူးမဟုတ်စိတ်ထဲမှာအကြည်ဓာတ်ပြောင်းနေတယ်ဒီနေ့ခုနကကြည်ပြောပြီးပြီအခန်းအကောအကြည်ဓာတ်ပြောင်းနေတယ်ဘာတွေမှလည်းမသိလို့တတဝင်လာတိလာဆိုခါခါမမအချက်လက်လက်ပေါ့ကျွန်တော်တို့အချက်လက်မပိုင်တော့မှပဲ logic ကယုတ်တိရှိရှိပြောလို့ရတယ်လေ ဥပမာနိုင်ရကန်လို့တောင်ကုန်းကိုဘယ်လိုပြူဟာကြလဲပြည်သူတွေသိသိချင်းတော့ကျွန်တော်ပြည်သူတွေကသိတယ်အဲ့ဒီတအုပ်လုံးကမသိတာရသွားပြီအခုမရသိဘူးမရသိဘူးရှင်းရှင်းပြောတိုက်ချင်မှာတိုက်မှာလေမဟုတ်လားသူတို့ကအချက်ပြတာမင်းတို့ကောင်းနေစောက်လုံးလုံးစက်ကောက်စီဒီချင်းနေချီးတင်ပြီတဖက်ကပြန်ချင်းရင်ရခိုင်ပြည်နယ်အတွက်ရည်ရွယ်ပြီးတိုက်တော့လေဘာမှလည်းမပတ်သက်ဘူးကျွန်တော်ပြတ်ပြတ်မယ် တကယ်တကယ်တိုက်တဲ့ကစားကွက်ကအဲ့လိုမဟုတ်ဘူးဘယ်သူမှလည်းအရှိ့တိုးလာပြီးအသေးကအသေးခံပြီးမတိုက်ဘူးအဲ့တော့အဲ့ဒီနောက်ကွက်ကခြေလမ်းမြင်အောင်ကြည့် strategic strangulation လို့ခေါ်တဲ့မဟာဗျူဟာမြောက်လဘင်းညစ်ခြင်းအသက်ရှူကျက်စီခြင်းစစ်တပ်ကိုအဲ့လိုတိုက်နေကြတာအဲ့ဒီနေရာမှာအေယာဝဒီဖက်ကနေပြီးတော့ကြည့်မယ်ဆိုရင်အေယာဝဒီမြစ်ကနေကြည့်မယ်ဆိုရင်ကချင်ကတိုက်တဲ့ဗမော်ကတာတို့ဘာတို့ကအဲ့ဒါအေယာဝဒီမြစ်ကိုအာအေယာဝဒီမြစ် လမ်းကြောင်းကိုချုပ်ပွိုက်အနေနဲ့ကင်တာတီယန်အေတို့တိုက်နေတာကမန္တလေးလာရှိုးပုတ်သွေးကြီးလမ်းမကိုချုပ်ပွိုက်နေတယ်ကင်တာအေအေတို့တိုက်နေတာကအနောက်တကောင်းကိုကင်တာအဲ့တော့အလုံးဟာဘယူဟာမြောက်ညိနိုင်ပြီးတိုက်တာလားဆိုတော့မဟုတ်ဘူးတန်းစုံတီးခွိုင်းလိုမျိုးပဲဒါပေမဲ့တိုက်ဆိုင်မှုဟာစစ်ကောက်စီအတွက်ကာထအကပါဆာကာပါဆာလာပါဟုတ်တယ်ကာပါဆာကာပါဆာမဟုတ်ပါဘူးကာဆာထ ကာသထ6ခုဖြတ်ပြီးတော့ကာသထ5ဆိုပြီးတော့ဘကိုမကွေးပြင်းတာကိုပြန်ကာရတယ်လေအဲ့ကလေးကသူ့ရဲ့ပုံစံကိုကြည့်လိုက်တော့လည်းသိတာပဲအဲ့ဆေရေးတီအိုတွေပြောတာပါချုပ်ပွားကိုကြိုက်နေကြတာလေဘာချုပ်ပွားလဲအဓိကကမဟာဗျူဟာမြောက်အလဲမျိုးညစ်တာလို့ခေါ်တယ်အဲ့လိုမျိုးတိုက်တော့ဒီလိုမျိုးအလက်ပိုင်းမှာဗျာတောက်ဖြစ်နေတဲ့နေရာကိုဘယ်သူမှလာပြီးတော့ဥစားပြီးတော့လာဟဲ့ငါတို့တူတူတိုက်ကြမယ်လို့မတိုက်ဘူးကျွန်တော်ဆိုလည်းမတိုက်ဘူး ဲ့လိုမျိုးတိုက်တာဒီတော့ပြောပြအောင်မယ်အဲ့မှာ 3P အရှိကမြင်းခွာနဲ့အနေနဲ့ဆိုရင်အင်အားကိုခြွေတယ်လို့ပြောလို့ရတယ်ဒီကအာနိုင်ရကံပြူဟာကိုတီလိုက်တာနိုင်ရကံပြူဟာကတအားနည်းရအဓိကကြတယ်အနောက်တကားရဲ့ကတုတ်တကယ်အာအနောက်တကားပေါက်ကိုကောက်ွယ်မဲ့ခံတန်းဆောက်လို့ရတယ်အဲ့ဒီနောက်တော့အပီကင်လာလိုက်ပတိမိုရွာနဲ့ကတ်နေတယ်အရှိမကပ်ပါဆာတွေရှိတယ်မကွေးကိုထိုးမဲ့ဟေးဆိုပြီးတော့ချိတ်ချလို့ရတယ်အများကြီးပဲလေအဲ့တော့ ဲ့လိုမျိုးလောက်ပြထားပြီးပြီလေမေတို့ဘာလောက်မှလဲဆိုတော့ဗမာတွေကိုမေးတာဗတက်တွေကိုမေးတာပီတီအဲ့တွေမေးတာဗတက်တာဖြစ်ကုန်ပြီသူတို့လာတိုင်းရင်နိုင်ငံချဲ့သွင်းသူလိုဖြစ်မှာပေါ့အရှေ့ကောက်တွေကပါမှာလားဒီတော့ဘကိုးဖက်ကလည်းတိုက်နေတာပဲကြည်ပါလားစကန်ဝင်တိုက်နေတာတွေပဲဒါဒီလည်းသူတို့ဘက်ဖတ်စတိတ်တွေကိုပီပီပီပြင်ကာနေတာပဲပြီးတော့ဘာတွေပြောပြီးတော့ဘလူတွေပြောနေကြတယ်ကာပါဆာအသက်သာကာနေတယ်လို့ကာပါဆာလှုပ်ချိုးရေးထက်တာတယ်လို့ ရှိရှိပြောရင်ဒါကတော့စိတ်ရေးအရတော့အရှိကိုတိုးလာရင်တော့တခုပြီးတခုကာမှာပဲစိတ်ကောက်စီကအသက်သန်ကာမှာကျတော့ပြပြမယ်တဆင်ချင်းတော့အနောက်ဖက်ခြမ်းတစ်ခုလုံးကိုပိတ်ဆို့သိစေနိုင်တဲ့မဟာဗျူဟာမြောက်လမ်းကြောင်းတစ်ခုကိုဖွင့်ထားပြီးတော့အဲ့ဒီနိုင်ရကံဗျူဟာအဓိကပဲအရှိမဗဒန်းလားမသိဘူးရှိတယ်ဟုတ်တယ်မလားဗဒန်းဟုတ်တယ်ဗဒန်းရှိတယ်အဲ့ရှိမကာပါစာတွေပုံနေပြီလေဒီတော့ဆက်ပြီးတော့ဖိအားပေးရင်အများကြီးထိမှာအဲ့လိုမျိုးနိုင်ရကံပပလက်မှာနော် စခန်းသေးသေးလေးလေးရှိတယ်အဲ့ဒါတွေကိုတိုင်းနေတာနိုင်ရီကံကိုတိုင်းတာမဟုတ်ဘူးအဲ့တော့စက်ကောက်စီအသက်သန်ကောက်ွယ်နေတာပဲဘာဖြစ်လို့လဲအဲ့ရတဲ့တဆင်ကြော်လာပြီဆိုရင် तू ပြတ်တုံးမဲ့နေရတယ်ကြီးပဲကြော်ဖို့ဆိုတာကလောလောဆယ်မလွယ်သေးဘူးပြီးတော့နိုင်ရီကံဆိုတာရခိုင်အန်းပြီးတော့ပြီမဖြစ်တဲ့မကွေးတိုင်းတဲ့ကိုထိုးဖောက်ဝင်ရောက်ဖို့အတွက်တခုတည်းသောတကားခံအာဘျူဟာကုန်းစက်ကောက်စီအတွက်အရေးတအားကြီးတယ်အဲ့တောင်ကောဟာ ရခိုင်ဒေသစစ်ကူနဲ့ရိတ်ခပိုးနေတဲ့ဒီထောက်ပံ့ပို့ဆောင်ရေး logistics spine လို့ခေါ်တဲ့အကျော်ရုံမှကြီးဟုတ်ဘူးလားအဲ့ဒါတော့အပြင်းထန်တိုက်ကြမှာပေါ့အဲ့ဒါအဲ့လိုအခြေအနေမှာအဲ့ဒီအဲ့ဒီကျော်ရုံမှကြီးရဲ့နော်အဲ့ဒီလမ်းကြောင်းပေါ့ဗျာရခိုင်ပိုးတဲ့လမ်းကြောင်းရဲ့အဓိကအစစ်တကောက်ကွေးလိုမျိုးနေရအခက်ခဲမမကြီးပြီးတော့ AA ကအဲ့ဒီအစစ်ကိုရိုက်ချိုးဖို့စူးစမ်းဟန်ပြလိုက်တယ်စူးစမ်းနေတော့ပေါ့ဗျာရရင်တော့တိုက်မှာပေါ့ပြီးတော့ တေချာပေါက်သူတို့နိုင်ရကံကိုနော်ထိတ်ချုပ်ပြီးတော့ထိုင်ချထားလိုက်ပြီးဆိုတာနဲ့ပတိမိုးရောကားလမ်းမကြီးဟာချိတ်ချောက်ခံရပြီအဲ့တော့နောက်ဆက်တွဲမှာအဲ့တော့ထိတ်တိုင်းရင်ပို့ပြီးတော့များတဲ့ဖိအားကိုကြုံရမှာဘသူတွေဝိုင်းကောက်ပေးလို့လဲဘသူကဘသူကောက်ွယ်ပေးလိုက်လို့လဲ PDF တွေအများကြီးရှိပါတယ်ဘသူဝိုင်းပြီးတော့ပူပေါင်းဆက်ဆက်ပြီးကောက်ွယ်ပေးနေလဲအဲ့ဒါလိုက်ကြည့်ရအောင်မှာတိတ်မတိတ်ရတော့ တော်တော့လက်နက်ကမရောက်သေးဘူးနော်ပြီးတော့အဲ့လိုအခြေအနေမှာသူတိုက်လို့ရတဲ့အခြေအနေကိုသူခင်းလာတယ်ဒါပေမဲ့တစ်ဖက်ကကြည့်ရင်အဲ့တော့အင်အားယော့သွားဖို့အတွက်ဘကိုးတို့ပါတို့မှသွားကစားတယ်ဒီဖက်ကအပေါက်မှာပေါ့ဒီတော့အဲ့ဒီနောက်ဆက်တွဲကဘာဖြစ်လဲဆိုရင်အဲ့ဒီပဒေါင်းတောင်ကုန်းလာပါလားပါလေမဟုတ်တဲ့ပဲပြောမှရတော့မယ်ပဒေါတာကုတ်အဲ့ဒီမှာစခန်းသိမ်းမှုတွေပဒေါတာကုတ်လမ်းပေါ်မှာစခန်းသိမ်းမှုတွေရှိရဒါဟာသူ့ရဲ့အစီအစဉ်ကြောင့် ဟိုကြုံပြီးတော့ကြုံတယ်လို့တိုက်နေတာမဟုတ်ဘူး view ဟာမြောက်စီစဉ်ထားတဲ့ပုံစံမျိုးရှိတယ်နော်ဆိုလိုချင်တာကအနောက်ဘက်ကံယူတဲ့တစ်ခုလောက်ကိုပြီမားနဲ့တော့ဖြတ်လို့ရတဲ့အခြေအနေဖြစ်နေပြီတင်းတင်းကြပ်ကြပ်ကိုအေအေတို့စီစဉ်ထားတာအဲ့ဒါကိုဟိုအေယာဝတီလာမယ်ဘဂိုးလာမယ်အာဘန်ဂွေးလာမယ်ဆိုပြီးတော့ဇွတ်ထင်နေတာတော့ကျွန်တော်တို့ဘက်ကကျွန်တော်တို့မထင်ဘူးတကယ်ပြောတော့မထင်ဘူးမနိုင်စေချင်တော့နိုင်စေချင်တော့ပေါ့နေပြီးတော့ရန်ကုန်ဒီဘက်တက်တက်ချင်းချင်းတယ်ဒါပေမဲ့ကျွန်တော်မထင်ဘူး ပြီးတော့အသေးချာကြည့်ကျွန်တော်တို့အလုံးလုံးလို့ရတာနော်မကွေးနဲ့ပဲခူးနယ်ဆက်အဲ့ဒီနယ်ဆက်တဝိုက်တွေမှာစစ်ကောက်စီလက်နက်ဆက်ရုပ်တွေအများကြီးရှိတယ်အဲ့ဒါကိုအားလုံးသိတယ်အင်တာဗျူးမှာ AA တို့ရဲ့မဟာမိတ်တွေ SAF တို့တခြားတခြားပူပေါင်းတိုက်ခိုက်ခဲ့တဲ့နော်ကြောင်းသားတပ်တို့ဘာတို့ညာတို့ပေါ့ဗျာဒီ PIA တို့ PIO တို့တွေပြောတယ်ကပ္ပဆောက်တိုင်းနိုင်ရင်စစ်ကောက်စီရဲ့အရှိုက်ကိုကောက်ကောက်ထိခိုက်သွားပြီဆိုတာလေဒီတော့ကပ္ပဆောက်ကိုတိုင်းသိမ့်နေဆိုတာကို တိတ်ဖို့လည်းချိတ်ချောက်တဲ့ဆိုတဲ့သဘောနဲ့တိုက်တာရှင်းရှင်းပြောရင်အဲ့အနောက်မှာတကွက်ရှိသေးတယ်ဒါအတွင်းအတွင်းပိုင်းမှာအဲ့အတွင်းပိုင်းကစစ်တွေ့နဲ့ဒီကြောက်ဖြူတွေအတွက်လှောက်ရှားတာပဲအဲ့မှာသူတို့လှောက်ရှားမှုတိုင်းမှာသူတို့အစီအစဉ်ဟာစနစ်တကျရှိပြီးသားအဲ့ဒီအပေါ်မှာနိုင်ရကန်အရှိတိုးနောက်ဆုံးလုံးနေတော့သွားကြည့်နေလို့မရဘူးပြီးတော့အန်ဒီရတအားများတဲ့အစီအစဉ်သတင်းတွေအသေးစိတ်လိုက်ပြောနေတာတွေကပြီးတော့ရခိုင်စစ်မျက်နှာတစ်ခုတည်းကိုဖိအားပေးတာလည်းမဟုတ်ဘူးစစ်ကောက်စီရဲ့အင်အားစစ်ဖက် ဒီဆက်ရုပ်တွေပေါ့ထုတ်လို့ရဆက်ရုပ်တွေအဲ့ဒါတွေကိုပါဓာတ်ရိုက်ချိတ်ချောင်းနေတဲ့အခြေအနေကိုအနိကဖန်တီးလိုက်တဲ့အခြေအနေဒီကပ္ပစတွေကိုရောက်တော့မဲ့အခြေအနေကိုတိုးလိုက်တော့တဆင့်တဆင့်ပဲသိပြီးတော့ဆက်တွေ့မျိုးမှာဒါကာစဝင်းတဲ့ဒီလက်နဲ့ကြီးနဲ့ပြစ်လိုက်တာတွေရှိတယ်မနေ့ကမဟုတ်လားအမ်းကပြီးပါပြီအမ်းပြီးနေတော့ကြာပြီအမ်းပြီးနေတော့အမ်းကမပြီးပြီဆိုပေမဲ့ပြန်လာမတိုက်ခိုင်ရတဲ့အခြေအနေတော့မဟုတ်သေးဘူးအဲ့ဒီအတွက်ကတော့ နာရီကန်ဆိုတာဒီတော့အေအေတို့ကဓာကဆဝင်းတက်တိလာမသိဘူးဒီမနေ့က15ရက်နေ့မှာနော်စစ်တွေ့မှာပြစ်လိုက်တာအဲ့ဒီကိုတီတီကြကြကိုကြားတယ်ကျတော့တရင်သိရတာပေါ့ဒီတော့အဲ့ဒါကလည်းစဉ်းစားကြည့်ပေါ့ဗျာကျတော့အသေးသေးလိုက်ပြောရင်လည်းမကောင်းတော့ဘူးဟုတ်လားရှင်းနေတာပဲမြင်သားနေတာပဲဘာဘာဘာကျတော့ထပ်ပြီးတော့ပြောပြရအောင်ပါလား ထပ်ပြောရင်လည်းအသေးစိတ်ပဲကြံ့တော့တယ်ဟုတ်တယ်ဂွေးနဲ့ကြလေအဲ့တော့ကျတော့ထပ်ပြီးတော့ဘယ်လိုပြောပြရမလဲရောဒေါက်တာဆာဆက်တွေ့တင်ဘယ်သူမှမသိဘူးတင်လည်းမတင်ဘူးဆက်ဆက်ပြီးလည်းမပြောဘူးကျတော့ပြောရင်ကျတော့အကောလုံးတစားစီမှာခုနကကိုကြော်စိုးပြောသလိုပဲအကောလုံးဘွင်းဘွင်းမိအောင်လိုက်ပြောပြရမလို့ဖြစ်နေပြီပေါ့ဘာမှမကြည့်နဲ့အရှိ့ကိုတိုက်တာအနားကိုတိုက်ဘူးပေါ့ ဒါပဲပြောတော့မယ်ဒီတော့ဖြစ်နိုင်ချေအများဆုံးကအေအေတို့တိတ်ချင်တဲ့တိတ်မှပဲနိုင်ရကံကိုဒါသူတို့ကိစ္စရက်ခိုင်ပြည်နယ်ရဲ့အဓိကလှုပ်ချုပ်ရေးပြူခေါကိုတော့ဦးစားပေးမှာပဲပြည်မကိုတော့ချဲထွင်မယ်အေးအဲ့မှာကျွန်တော်ပြောသလိုပဲအစမှာမင်းတို့ကောင်တွေလိုက်လှုပ်လို့ရနေပြီဆိုတာကိုလည်းတွဲခေါ်တဲ့သဘောပဲဒီတော့ကျွန်တော်တို့စဉ်းစားကြည့်ရမှာကနော်နိုင်ရကံ ရပြီးတော့အေအေတို့ဟာမကွေးမှာရှိတဲ့လက်နက်ဆက်ရုပ်တစ်ခုခုကိုဓာတ်ရိုက်ပြတ်မှတ်ထားတိုက်ခိုက်လာမယ်ဆိုရင်ဘာဆက်လုပ်ကြမှာလဲစစ်ကောက်စီရောကျွန်တော်တို့ရောအေအေတို့ရောတိုင်းရဲသားတွေရောဘာဆက်လုပ်ကြမလဲအဲ့ဒီမိကုံဖြည့်ဖြည့်ရင်အဖြည့်တွေးမှာပဲအဲ့လိုမျိုးကပါဆောက်ကိုလာပြီးတော့ဥတီတဲ့နေ့ဆက်ပြီးတော့တိုက်တဲ့နေ့မှာအလက်ပိုင်းကိုခြေလမ်းဆက်ပြီးတော့ခင်းတယ်လို့ကျွန်တော်ကတော့မြင်တယ်ကပါဆောက်မထီမချင်းနိုင်ရေကန်တွေပါတွေကမဟုတ်သေးဘူး အေးကပ္ပဆောက်ထိဖို့အတွက်ကလည်းကျွန်တော်အနေနဲ့သာပြန်ကြည့်မယ်ဆိုရင်ပတ်သုံးလုံးတွေဘယ်လိုဖြစ်နေပြီလဲချားသပြီလားအဲ့ဒီရှိပြီလားအဲ့ဒါမျိုးကြည့်ပြီးတော့မပြောမရမှာမဟုတ်လားမချမ်းသာတဲ့ရွေးဒီကောင်တွေပေးချမ်းသာလိုက်ဦးပြီးတော့ပြောချင်တာကနော်ကျွန်တော်တို့ကြည့်ရမှာကနိုင်ရီကဖက်ကအဖြူဟာမဟုတ်ဘူးဘကိုးဖက်ကမြင်ခွင်းကိုကြည့်အေယာဝတီဖက်ကမြင်ခွင်းကိုကြည့်နောက်နေနောက်နေမှာတက်လာမဲ့တဲ့င်းက အဲ့ဒီဖက်ကဖြစ်နိုင်ချေပုံများပါတယ်ဒီလောက်ပဲပြောတော့မယ်ပြောရင်လည်းပြောရင်လည်းကျွန်တော်အကောလို့ချပြမလို့ဖြစ်နေပြီကျွန်တော်လည်းသိတာမဟုတ်လေကျွန်တော်လည်းကျွန်တော်ခံမှန်းပြီးပြောတာလေကျွန်တော်အတိအကျမသိဘူးတိကျအေအေရဲ့အဲ့ဒီစိတ်ရေးကိုစီစဉ်နေတဲ့တက်မှုသွားမိမှသိမှာရွေးချင်နေတာတော်တော်လေးကိုပဲလက်ရေးကရပြီဆိုပြီးတင်ထားတဲ့လူလွန်ခါတဲ့နှစ်ရက်လောက်ကလေးကတွေ့တာမနေဘူးနော်တကယ်ကိုမနေဘူးမရသေးဘူး နောက်တစ်ခုပြောပြမယ်ဗျတခန်းပြီးသွားပြီနော်နိုင်ရကံအကြောင်းကျွန်တော်ဒီလောက်ပဲပြောတော့မယ်တအားပြောရင်လည်းအကုန်လုံးစီကြီးကခင်းချင်းကပြောင်းသွားပြီသူတို့တွေကဘာတွေလုပ်နေကြလဲမသိဘူးနော်ထပ်ပြောရင်လည်းဟိုမကုတ်မကုတ်တော့မှအကုန်လုံးကျွန်တော်တစားစီလိုက်ရှင်းလိုက်ပြီးတော့ဟိုရသမျှသတင်းတွေလိုက်ပြောပြသလိုစီကြီးကိစ္စတွေကအဲ့လောက်အပေါ်စီကနေတုတ်တိုင်းအတော်ပါပဲကျွန်တော်တို့သတိထားမှာကနော်ပြောပြချင်တာက တော်လာရေးရဲ့လက်ဖြစ်ဒရုန်းတွေစက်ကောက်စီရဲ့တန်ချက်ကောက်ကိုဖြိုလိုက်ပြီးတော့ရွာပြီးတော့ဟိုတန်ဘုတ်ကင်တို့អော်ခဲ့ကြတယ်လေနော်အာဘွဲခံခဲ့ကြတယ်လေကျွန်တော်တို့ဒရုန်းတွေအကောင်းတဲ့အချိန်မှာလေအခုချိန်မှာပြန်မေးခွန်းထုတ်အောင်နော်တရက်တက်ကို6စီးတော့မြေကြီးမှာခါနေတယ်ကျွန်တော်ရဲ့အစိမ့်မြေဒရုန်းတွေအဘွဲရဲ့ချိတ်ခွင်ရှာကိုပြန်လက်ပြတဲ့အချိန်တွေရောက်လာပြီဘာဖြစ်လို့လဲအဲ့ဒါမျိုးကြတော့မကြည့်ဘူးလေးရတာ အတိအကျကိုလာညင်းနေသေးတယ်။တီဦးပြောတော့တိတ်တယ်ကျွန်တော်။နိုင်ရည်ကရပြီတဲ့။နော်ပြီးတော့ကျွန်တော်ထပ်ပြောပြောချင်တာက drone တွေကကျွန်တော်တို့ရဲ့အစပိုင်းအစောပိုင်းတွေမှာတစ်ဆယ်နှစ်ဆက်ကောင်ဆို drone မိုးရွာတယ်ပေါ့ဗျာ။ဗုဒ္ဓီတွေမိုးရွာတယ်။ဒီတော့အတိအကျကြည့်အခု drone တွေကိုချီကျူးပြီးအောင်ဘက်ခံနေပြီးတော့စိတ်အယတာခံနေတဲ့အခြေကကြာခဲ့ပြီးကျွန်တော် drone တွေမြေပြင်မှာခါနေပြီ။ပြန်ကြည့်ကြည့်ပါဦးနော်။ စက်ကောက်စီတရုတ်ကနေပြီးတော့ GPS ထက်တော်မှာပို့ပြီးတိကျတဲ့စွမ်းရည်မြစ်တဲ့ကျမ်းမအကောင်းစားကြီးတွေတုံးနေတယ်စီရေတရုတ်ထုတ်ဒီ sky fan လို့ခေါ်တယ် GNSS spoofer လို့ခေါ်တယ်အဲ့ဒါကနော်ကြောပူအဲ့ပုံစံမျိုးဆက်တလုံးတော့မှာ3000ကျော်လောက်ရှိတယ်အဲ့ဒီဟာမျိုးကို KNU ကရင်နီး တောင်ပိုင်း KNU တို့နဲ့တိုက်တဲ့ချိန်မှာမန္တလေးဘက်ကတပိတ်ချင်းစစ်ကူးတွေမှာရှီတန်းစစ်မျက်နှာတွေစီမှာကိုစနေတကြဖျန့်ကျက်ပြီးသုံးနေတယ်အဲ့ဒီကြမ်းမှာရှိနေရင်ကျွန်တော်ဘက်ကဘလောက်ပဲမိမိမတက်လာဘူးနော်သူကပြစ်မှတ်ကိုလမ်းကြောင်းတလွဲလှုပ်လိုက်တယ်ပြီးရင်ဟိုကြမ်းမှာ၆တောင်မဟုတ်နော်ကြမ်းမှာအာရုံလွဲလိုက်တယ်ပြီးရင်အာကြမ်းမှာလက်ဒီလှုပ်ရှားမှုတွေကိုထိချုပ်လိုက်တယ်ပြီးရင်ဖျက်ဆီးတယ်တအားလွဲတယ်နိုင်ငံတကာအချက်လက်တွေအရာ ဒီနည်းပညာဟာတရုတ်စီကလာတာ GPS ကိုအခြေခံတဲ့ဥစ္စာမဟုတ်ဘူးတရုတ်ရဲ့ဂျိုဒူးကိုအခြေခံတာတရုတ်မှာဂျိုဒူးက GPS ထက်တော်မှမြင့်မြင့်တဲ့အခြေအနေရှိတယ်ကျွန်တော်တခါပြောဘူးတယ်လေတီတန်ဂျိုဒူးတင်ထားတာအဲ့ဒီလိုမျိုးအခြေအနေအစိမ့်မြင့်နည်းပညာကိုပေးလိုက်တယ်ပေါ့တရုတ်ကဒါဟာတာမန်လက်နဲ့ရောင်းဝယ်မှုတစ်ခုလို့မျိုးပြောလို့မရဘူးဒီထက်ပိုပြီးမြင့်တယ်ဘာဖြစ်လို့လဲရှင်းရှင်းလေးပဲသူ့ရဲ့အကျိုးစီးပွားကိုစစ်ကောက်စီကိုကာကွယ်ခိုင်းတာပဲအဲ့ဒီဘောနဲ့တူတူပဲနည်းပညာအသက်သွင်းပေးလိုက်တာ GPS ကအရင်ကကျွန်တော်တို့တရုတ်ဂျူဒူးတွေမှာတောက်တဲ့ GPS ကအမေရိကန်ဘက်ကတီနီယာအခြေပြစနစ်ကျွန်တော်ပြောတာကဒီဘက်က GFF GNSS ဆိုတာက GPS လို့မျိုးထက်တာမှာပို့ပြီးတော့မြင်တဲ့တရုတ်ရဲ့ဂျူဒူးထောင်လာတာအာ location ကိုရှာတဲ့ဥစ္စာတွေကျွန်တော်ပြောချင်တာကအတောက်ပြတဲ့ဤပညာတွေမှာဒီဘက်ကဂျူဒူးရဲ့ပို့မြင်တဲ့ပုံစံကိုပြောပြတာပါဂျမ်မာကျတော့ဂျမ်မာတီးတန့်လေးဘာမှမဆိုင်ဂျမ်မာကအဲ့ဒီဤပညာမျိုးဥစ္စာကိုဖြည့်ဖြောက်နိုင်တဲ့ဥစ္စာ ဆိုလိုချင်တာကဗျာကျွန်တော်ပြပြမယ်တပိတ်ချင်းမှာဒရုန်း6ဆင်းတရရက်ကြောက်သွားတယ်ဒါကိုပြောချင်တာကနော်ပေကျင်းအမျိုးသားချိုးစီးပွားကောက်ွယ်ဖို့စစ်ကောက်စီပေးတာကအိန္ဒိယလေဒက်ကနေပြီးတော့ငလျင်လောက်တော့က C 130G အဲ့ဒီဟာတောင်မှဒီဂျမ်မာနဲ့လမ်းကြောင်းလွှဲသွားခဲ့တဲ့အထိအစစ်မြင့်တယ် BBC မှာ ရေးထားတယ် နော်အဲ့ဒီစနစ်က तू ကဘယ်လိုလဲဆိုရင် GPS က point အတခုချင်း location ကိုရှာပြီးတော့သွားတာဟိုကောင်ကကြတော့ဒီ area တခုလောက်ကိုဖြန့်ကျက်ပြီးတော့ area Daniel capability ပေါ့ဗျာ area တခုလောက်ကို hunter ထိ ंछ ုံနိုင်တဲ့အစွမ်းရှိတယ်အဲ့ဒါတဲ့ဝါရနေရတဝိုက်ပေါ့ဘလားပတ်မှလာဆိုရှိမှာပေါ့ဗျာအဲ့လိုမျိုးစနစ်ပိုင်းရစက်ကောက်စီကဒီနည်းပညာကိုအာရှေ့တန်းအစ်စ်ရှေ့တန်းတက်တဲ့အထီကိုထက်သွင်းပေးနိုင်တဲ့အခြေအနေဖြစ်လာတယ်သူတို့ရဲ့နည်းပညာတက်ဆင်ပြောင်းလဲနိုင်စွမ်းတော့ အတော့ပြုနိုင်စွမ်းနေမြင်လာတာကိုပြောတာတခုကိုနော်ဒေါ်လာ16000ကျော်တန်တယ်အဲ့ဒီဆက်ဒေါ်လာရေးဖက်ဒီမှာအဲ့ဒီဆက်မျိုးနဲ့တုံးပြီးတော့စက်ကောက်စီကိုပြန်တိုက်ခိုက်ဖို့အတွက်မလွယ်ကူဘူးပြီးတော့ရနိုင်တဲ့အရင်မြစ်ဂျမ်းမာဆိုတော့အခုချိန်ဒီကိုဒေါ်လာတက်တယ်မှာကောင်းကောင်းတုံးတာမဟုတ်ဘူးဒရုန်းဒရုန်းတွေပဲတုံးကြတာလေဒီတော့အရင်အမြစ်အချိုးမညီတဲ့အခြေအနေဖြစ်နေပြီနော် ကောင်းကင်ဘက်စီးပီးသားအခြေအနေလို့ပြောချင်တယ်အရင်ကဒရုန်းအောက်ကိုနဲ့ကျွန်တော်တို့တွေမိုက်ခဲ့ကြတယ်အောင်ပွဲတွေရခဲ့ကြတယ်အခုအခြေအနေမှာအခြေအနေပြောင်းလဲလာပြီပြောချင်တာနောက်တစ်ဆင့်ကဒီလိုအခြေအနေပြောင်းလဲတော့ဒါဟာရှောင်လွဲလို့မရတဲ့အမှန်တရားကနီးပညာအစိမ့်မြင့်တင်ပေးလိုက်တော့ခက်ခဲလောက်တော့မဟုတ်ဘူးနော်စစ်ပွဲရဲ့အခြေခံပုံစံကိုပါပြောင်းလဲပြစ်လိုက်တဲ့အာတံပြန်တဲ့ဒီတရုတ်ကနီးပညာပေးပြီးတံပြန်ခိုင်းလိုက်တဲ့သဘောမျိုးနဲ့တူတယ် ီတော့ကျွန်တော်တို့လောက်ရမှာကတော်လိုင်းကြီးကအဲ့လိုမျိုးအခြေအနေကိုလိုအပ်တဲ့အရင်းမြစ်လိုက်ဖြစ်စည်းလို့မနိုင်ဘူးဒါပေမဲ့အဲ့ဒီလိုမျိုးပေါ့ဆက်ကိုလွယ်ထားတာမျိုးကားပေါ်မှာတင်ထားတာမျိုးရှိတဲ့နေရာကိုဓာတ်ရိုက်တိုက်တာမျိုးတော့မြေပြင်မှာလိုက်တိုက်လို့ရတယ်အဲ့ဒီကောင်ကျမ်းမှာရှိတဲ့နေရာကိုဖားဆောင်မှလာမသိဘူးဓာတ်ပုတ်ထဲမှာရှိတယ်တိတ်ထားတဲ့တလုံးတွေးတယ်အဲ့ဒါမျိုးပေါ့အဲ့ဒါမျိုးရအောင်လိုက်ပြီးတော့တိုက်ခိုက်မှရတော့မယ်နုံမဆိုရင်ကောင်းကင်ကဒရုန်းတွေပါမှလုံးလို့မရတဲ့အခြေအနေတပိတ်ချင်းဖက်က စခန်းလေးကိုတိတ်တာအဲ့ဒါအာကိုနဲ့တိတ်သွားတာပြီးတော့အဲ့ဒါကိုကျွန်တော်ပြောချင်တာအချက်ကကောက်ချက်ဆွဲလိုက်ရင်စစ်ကောက်စီကနော်ဘယ်နေရာတွေမှာတုံးလာမလဲဆိုရင်အဓိကတိုက်ပွဲဖြစ်တဲ့နေရာတွေတပ်စခန်းတွေနဲ့ထောက်ပတ်ရေးလမ်းကြောင်းတဝိုက်တွေမှာတုံးလိမ့်မယ်နော်အီလက်ထရောနစ်ဘူပေါင်းတွေဖန်တီးတဲ့သဘောမျိုးနဲ့တူတယ်ဘူပေါင်းတွေကိုအဲ့ဒီ area မှာဖန်တီးပြီးတော့တိုက်လိမ့်မယ်တော့တော်လိုင်းရဲ့ထိုးစစ်အရှိတ်ကျပြီးတော့နည်းမြေကာကွယ်နိုင်စွမ်းရော့ကျသွားလိမ့်မယ်နော်နောက်တစ်ခုက ဖြစ်နိုင်ချေရှိတာက after shot ပေါ့ကျော်တော်လိုက်တက်ဖက်တွေကဒီတချို့ drone drone အဆင်မြင့်တဲ့အဖွဲ့တွေရှိပါတယ်ဂျန်မင်းတွေပါတွေကိုတိတ်ချပြန်ပြီးအဆင်မြင့်တင်တာမျိုးတော့ရမယ်ပေါ့ဗျာ AI တောက်တဲ့ GNSS မတောက်ပဲ AI တောက်တဲ့ drone တွေမျိုးမဟုတ်ရင်နော်အုပ်စုလိုက် drone တိုက်ခိုက်မှုလိုမျိုးနှီးပညာအဆင့်တစ်ခုကိုမြင်နိုင်မယ်ဆိုရင်တော့တက်တာမယ်ဒီတော့ကျွန်တော်အဓိကပြောချင်တာကစောင့်ကြည့်ချင်တာကကျွန်တော်တို့ တော်လိုက်တက်ဖွဲ့တွေရဲ့ဒရုန်းကျဆင်းမှုဆုံးရှုံးနိုင်တဲ့ဒီမြေပြင်ကိုနော်တပိတ်ချင်းဖက်မှာတရတဲ့6ဆင်းကြရဲဆိုတဲ့တန်ဖိုးမနေဘူးအဲ့ဒီလိုမျိုးဒရုန်းဆုံးရှုံးမှုအခြေအနေမြင်လာတာမျိုးစောင့်ကြည့်ဖို့လိုတယ်ပြီးတော့စစ်ကောက်စီအဲ့ဒီစနစ်တွေတက်ဆင်ထားတဲ့နေရာတွေကိုကျွန်တော်တို့တွေဦးစားပေးပြီးတော့တိုက်ခိုက်တာမျိုးလုပ်လို့ရတယ်ပြီးတော့ဒရုန်းကောက်ွယ်ရေးစနစ်တွေထားထားတဲ့နေရာတွေပေါ့ဗျာအဓိကပင်မတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ရွှေလျားရှိတဲ့ဒီကြောပုတ်အဲ့ပုံစံမျိုးနဲ့တူတယ်အဲ့ကောက်ကအဲ့ကောက်မှာသွားပြီးတော့ အာစနိုက်ပါတွေဘာတွေမျိုးနဲ့ပေါ့ဗျာတဘောပြောချင်တာကအဲ့လိုမျိုးလှုပ်လို့တော့ရမယ်အဲ့တော့အလုံးဟာနော်တရုတ်ရဲ့တည်ငြိမ်ရေးဆိုတဲ့စကားလုံးနောက်ွက်ကစက်ကောက်စီကိုပံ့ပိုးပေးတဲ့လှုပ်ရှားမှုတွေကြီးပဲပြောနောက်တစ်ခုထပ်ပြောရမယ်ဒီကနေ့တစ်ဆက်တည်းစစ်ပွဲရဲ့အောင်မြင်မှုကကျွန်တော်တို့အရင်တော့တစ်ဆက်နှစ်ဆက်ကိုအဆောက်အအုံဆိုရင်ဒရုန်းမိုးရွာပြီးတော့အောင်မြင်ခဲ့တဲ့အခြေအနေနဲ့ အခုချိန်မှာတော့ဒရုန်းအရေးအတွက်ပေါ်မှာမတီမီတော့ဘူးအရင်အားတချက်ဟာအခုအားနည်းချက်ဖြစ်သွားပြီပြီးတော့အဲ့လိုအခြေအနေမှာမမြင်နိုင်တဲ့ဒီကျွန်တော်တို့အောင်ပွဲရလဒ်ကိုဘယ်သူကထိတ်ချုပ်ပြီးအမားခံနိုင်မလဲဘယ်လောက်တိဆောက်ပြီးစူးစမ်းနိုင်လဲဆိုတဲ့အပေါ်မှာမူတည်တယ်ပြီးတော့ကျွန်တော်တို့တွေဟာမြေပြင်ကတိုက်ပွဲတွေပဲကြည့်နေတဲ့ဒရုန်းအတွက်ဂျမ်းမင်းအလူခံတဲ့ပွဲတော်မှာတိတ်မတွေ့ရတလို့ဂျမ်းမာအတွက်ကိုမှပဲနော် ရရှိပိုင်ဆိုင်ထားတဲ့အခြေအနေနဲ့ကန့်ပါလဲပြန်ပြီးတော့ခုခံကောက်ွယ်နိုင်တဲ့အခြေအနေမတွေ့ရဘူးစက်ကောက်စီရတော်မှာပေါ်ပေါ်လောလောတုံးလာနိုင်တယ်အရင်မြစ်တွေအများကြီးရထားတာဟုတ်အဲ့ဒါကိုအထူးဂရုစိုက်ပြီးတော့ကျွန်တော်တို့အမြန်ဆုံးကဲမသားပဲရမှာတခြားဟောက်တော့ကျွန်တော်လည်းနားမလည်ဘူးဒီဂျန်မင်းရဲ့ကိစ္စတွေကိုတော့နော်နောက်တစ်ခုပြောချင်တာကဟိုဒါကတော့တင်ပြတာနော် BBC မှာရေးထားတဲ့သွားဖတ်ကြည့်ပါကျွန်တော်လည်းတိတ်နားမလည်ဘူး ဲ့ဒီမိပညာတွေဖက်ကိုထက်ကျတော့ဖောင်းဘက်ထူးချင်းနေတာအဲ့ကောက်လေးကိုစိတ်ထဲမှာအခံအသိမကြည့်လို့ရောတီအဲရောလာတီပေါ်မှာခံနေသေးရဲ့ဒီတီပေါ်မှာခံနေတဲ့အခြေအနေကိုဒီဘက်ကဟော့ရှူးပုံစံမျိုးနဲ့အရင်အကွက်နဲ့နည်းနည်းပြန်ချိတ်ကစားတော့လားဆိုတာစဉ်းစားကြည့်လို့ရတယ်တကယ်ကအဲ့လိုလည်းမဟုတ်သေးဘူးဟော့ရှူးမှလည်း तू ကဒီတက်ပို့ပြီးခိုင်မာတဲ့ ဟိုဗျူဟာမြောက်အစီအစဉ်တွေမပေါဘူးလေရင်းခွာဗျူဟာဆိုတာ 3PHA ရရခိုင်နဲ့ရှမ်းမြောက်ပြောတာဒီတော့နော်ပြီးမှကျတော့ AC စကားပြောမယ်နော်အခုနောက်တစ်ခါပြောဖို့အတွက်ကတေချာစဉ်းစားကြည့်ကျတော့အစမှပြောခဲ့သလိုတော်လိုင်းရေးစစ်ပွဲဟာနည်းမြေတိတ်မြို့တိတ်အာဘာလဲစကန်ဂေါ့တွေတိတ်ဗျူဟာဂေါ့တွေတိတ်တဲ့ဥစ္စာမဟုတ်ဘူး ပြီးရင်နောက်ဆုံးခန်းမှာနော်ရခိုင်ကိုပြောခဲ့တဲ့အဲ့ဒီမင်းကပြောခဲ့တဲ့ဟာကိုလည်းတင်ပြမယ်နှခန်းကြံသေးတယ်ပေါ့ဗျာဟောဘယူဟာဂေါ်တွေတိုက်တာမဟုတ်ဘူးကျွန်တော်တို့ပြောရမယ်ဆိုရင်အဓိကတိုက်နေတဲ့နေရာတွေကြည့်တာဥပမာကချင်တိုက်တဲ့ရခိုင်တိုက်တဲ့အခုရှမ်းမြောက်ခောက်ခွဲနေတဲ့ချင်းဘက်ကဒီလောက်ထိမဟုတ်တော့ဘူးနော်မန္တလေးဘက်ကလည်းတိုက်ပြီးတော့တိုက်ခိုက်မှုမရှိဘူးအခု UNG တို့တိုက်တဲ့ဆိုတဲ့လက်ပတန်းလာပါလားအဲ့ဒါတခုတော့ရှိမှဒီနေ့မှသတင်းတက်လာတာပြီးတော့ဒီကဲဒီကဲတိုက်နေတဲ့နေရာတွေပြန်ကြည့်လိုက်ပါ လိုက်နော်ကျွန်တော်ဖွင့်လိုက်မယ်အလော့ပြောလို့တော့ရှည်ကြီးပဲမို့လို့နော်တေချာစဉ်းစားကြည့်